အာယတနာဆိုတာဒေဝနာပါလေဖြစ်တွေ့လာလာများလာတာတို့တရားဆွေတာတရားဝင်ကိုအာယတနာခေါ်ဆိုကြတော့တဲ့ဒီဆိုဗျာကြီးရဲ့ခန္ဓာအာယတနာတသ္ဆာလင်္ကာကျန်လေးထဲမှာအာယတနာနဲ့ပတ်သက်ပြီးတော့ဆိုဗျာကြီးကအိတ်တန်ရေးထားတွေ့တွေ့လာလာများလာတာတို့တရားဆွေတာတရားဝင်ကိုအာယတနာခေါ်ဆိုကြတော့ဌာနကာရဏစသည်အနဲ့အညာထွက်၏ အာယတနာတရား72ပါးရှိတယ်ဆိုတာကိုပေတတော်အလုံးကြာဝနာဝရှိတာလေးလားအာယတနာ72ပါးမှာအစ္စတိကာယတနာအတွင်းအာယတနာ6ပါးပါဠိတာယတနာအပြင်အာယတနာ6ပါးဆိုပြီးတော့အတွင်းအင်းအဲ့လိုခေါ်ကြပြီးတော့နားလည်ကြအစ္စတိကာယတနာအတွင်းအာယတနာ6ပါးဘာလို့လဲဆိုတော့မျက်စိနားနာလျှာကိုရှိတယ် ဒီကမ္မဥိလုခန္ဓာကိုယ်ကြီးကိုအဲ့ဒီမျက်စိနာနာတရားကိုစေလို့ဆိုတဲ့အာယနာ၆ပါးနဲ့ပြဆောက်တာနော်အဲ့ဒီအာယနာ၆ပါးဘာတွေရဲ့တိညာလဲဖြစ်သေးလားလားများလားတို့တရားဆွေရာတက်ရောက်ရာကိုအာယနာဖော်ဆိုကြတယ်မျက်စိဆိုတာအစင်းများစွာရဲ့တရားဖြစ်တယ်လူငယ်နေနားလည်အောင်ပြောရရင်တော့ဒီအကြောင်းအစင်းတည်းဟူသောအာယုံကိုဖမ်းယူနိုင်တယ် မျက်စိဒီဟူသောတီယာမိယာမှာဒီအကြောင်းစင်တာတီယာနဲ့အဲ့လိုပဲနာမတန်ရဲ့မိယာတီယာနာဟောမှာအနှံ့မျိုးစုံရဲ့တီယာလျှာသည်အရသာမျိုးစုံရဲ့တီယာဟောကာယပဒနာဆိုရင်ဒီကနာကြီးမှာဆွဆွတဲ့အရတေတာတိုင်းမှာဖြိတာကိုတော့ပြိနိုင်တဲ့အနေထားလေးဒီကာယပဒနာဆိုရင်တော့အာယရဏကတော့ အတွေ့အကြည့်လို့ရတရားမနာယရဏဆိုတဲ့ဒီစိတ်ကဓမ္မယုံလို့ရတရားတွေ့တွေ့လာလာများလာလာတို့တရားစုရတဲ့ရောက်ရာကိုအာယတနာခေါ်ဆိုကြတော့ဌာနကာရဏစသည်အဲ့အများထွက်ပြီးတယ်ဒါလည်းချဲ့ထူပြီးဆိုရင်ပြောတာဌာနကာရဏကာရဏဆိုအကြောင်းတရား မြင်ခြင်းအတွက်တလုံးအခြေခံကြတဲ့အကြောင်းတရားကြားခြင်းအတွက်တလုံးအခြေခံကြတဲ့အကြောင်းတရားချက်ပြီးတော့နားလည်မှရှိလို့ရှိရင်ဒီမြင်ရကြားတာဝက်အကြောင်းပြုပြီးတော့ဇာတာတော်တော်မောဟစရမြင်ရတဲ့တရားတွေဖြစ်ခြင်းရဲ့အကြောင်းတရားဒီလိုလည်းပဲနားလည်လို့မရဘူးလားမရဘူးဒါအယနာဆိုတာဘာလဲလို့မေးရင်အဲ့လိုလေအတိအပြည့်ကိုမှတ်ရမယ်ပေါ့ဒါအပြည့်အလင်္ကာ၆ပါးကိုအရင်တော့အဓိကပို့ပြီးတော့နားလည်သင့်တယ် ဒီအမြဲတမ်း၆ပါးကိုပဲဒါလို့ခန္ဓာမှာတုတ်တယ်မှာမြတ်စွာဘုရားဒီဘက်ကံဆိုခေါ်တာအမြဲတမ်း၆ပါးဆိုလို့ပါရုံအစဉ်အတာအနံအရာအတွေ့ဒီဓမ္မယုံဆိုတာအာယု၆ပါးအဲ့ဒီအမြဲတမ်း၆ပါးကိုကျန်တော့ဟောကံလို့ဒီလိုခေါ်တာနော်တည်တုံကြီးတုံမျိုးပါနေတာကိုမြတ်စွာဘုရားမြင်တော်မူလို့ဒီတည်တုံကြီးဟာပေတဲ့သမုဒ္ဒရာကြီးအောင် ယောဂသွားခြင်းနဲ့ဆိုလို့ရှိရင်ဟောဒီပြည့်ကြောင်းမှာသူဟာအန္တရာယ်ရှိချက်မတွေ့ဖို့အကြောင်းကိုလိုအပ်တယ်။အန္တရာယ်ရှိချက်နဲ့တွေ့မယ်ဆိုတော့ဒီတိလုံးကြီးဟာသင်္ကတဘူရာရှိကိုမရောက်နိုင်ဘူး။အဲဒီမှာတိလုံးကြီးပင်လယ်ကမ်းတွေကိုပင်လယ်စီကိုရောက်အသွားဖို့အတွက်အနှောင့်အယှက်ပြင်းတဲ့အရာရှိမျိုးမျက်စောပြားပါ။အဲ့လိုပဲဒီကမ္ဘာ့ဘုရင်တို့အတော်တွေကလည်းပဲနော်။သမာဓိရှိတယ်လို့ဆိုတော့ဘက်ကင်ရှိပါတယ်လို့တော့ နော်ရေချိုးမှာကိုဟာမျောပြီးတော့လိုက်နိုင်တယ်ဆိုရင်နိဗ္ဗာန်တည်းဘူးလို့ပင်တဲ့သဘောတရားကြီးကိုရောက်နိုင်ပြီပေါ့တကယ်လို့ကိုကအယူမှာအမြင်မှာသမာဓိတိပဲခင်ရင်ရောပဲခင်ချစ်ပါရင်ရောမှာမျောတော့မျောပါရဲ့သို့တော်တည်းပဲကိုလည်းပဲခုနကတည်းကတစ်တုံးကြီးလို့အန္တရာယ်ရှိချက်နဲ့တွေ့မယ်ကြုံမယ်ဆိုရင်နိဗ္ဗာန်တည်းဘူးလို့ပင်တဲ့သဘောတရားကြီးကိုမရောက်နိုင်ဘူးပေါ့အဲ့ဒီမှာအန္တရာယ်ရှိချက်ကိုဘာပြောလို့ဆိုတော့ဣဒ္ဓတို့ဒီဒီတို့တန်လေးကနားယူပါမိကဟုတ်လား ။ဟိုဘက်ဒီဘက်ရေလေခြင်းနဲ့ကြွတ်ထက်မတင်လူတွေမစဲနတ်မစဲဒီဝဲဝဲမမြုပ်ဆွေးမပုတ်တော့သမုတ်ပင်ရဲ့ယောက်ျားလေးတဲ့။နော်။ဟိုဘက်ကတင်တယ်ဆိုရင်ဒီလိုကြီးဟာဘယ်နဲ့ပိုးရစီကိုမရောက်နိုင်။ဒီဘက်ကတင်နေတယ်ဆိုရင်လည်းဘယ်နဲ့ပိုးရစီကိုမရောက်နိုင်။ဟိုဘက်ဒီဘက်ရေလေခြင်းနဲ့ကျွတ်ထက်မတင်။အရေလေမှာနှစ်ပါမယ်ဆိုရင်ဒီတုံးကြီးကပြန်ပေါ်ရဖို့မရောက်နိုင် ။အပြစ်တဲ့ဘောမှာတကယ်လေးကျွန်းနေတဲ့တောင်ပေါ်ကြီးတွေကျွန်းကြီးတွေရှိတယ်။အဲဒီတောင်ပေါ်လေးကျွန်းလေးပေါ်မှာတင်းနေမယ်ဆိုရင်လည်းပဲတိတိတုံးကပဲဘောရစီကိုမရောက်နိုင်။အိုဘက်ဒီဘက်ရေလေချင်းနဲ့ကျွန်းထက်မတင်လူတွေမစင်နဲ့မစင်ဒီပရဇုံလျောင်းတဲ့ပုဂ္ဂိုလ်ကအုံလို့လို့အဲ့ဒီတုံးကြီးကိုရှင်းပြီးတော့ယူသွားမယ်ဆိုရင်လည်းတိတုံးကြီးကပဲဘောရကိုမရောက်နိုင်။နော်နဲ့ဒီကဒီတေတုံကြီးကိုအလိုရှိလို့ဆယ်သွားမယ်ဆိုရင်လေတေတုံကြီးကပင်လေပိုးရစီကိုမရောက်နိုင် လူတွေမစင်နဲ့မစင်ပြီးဝဲဝဲမမြုပ်ဆွေးမပုတ်တော့တခါတလေဦးဇင်းတို့ဒီအကွက်တွေပါတယ်မှာဝဲကြီးရှိတယ်အဲ့ဒီဝဲတွေကိုမြုပ်သွားမယ်ဆိုရင်လည်းပင်တဲ့ဘုရားကိုမရောနိုင်အတွင်းကဆွေးပြီးတော့ပုတ်သွားမယ်ဆိုရင်တတုံးကြီးကရေဝင်းကိုလေးပြီးတော့ညစ်သွားနိုင်တယ်ဒါကြောင့်သူလည်းပဲပင်တဲ့ဘုရားကိုမရောနိုင်ရသော်ဘုရားကဥပမာရမှာအလွန်ကြောကျင်အောင်လုပ်တဲ့အတွက်ကြောင့် နော်အမြင်မှအယူမှဆိုတဲ့သမာဓိဖြည့်ရင်ရောမှာမျောတော့မျောခွင့်ရပါရဲ့သို့တော်လည်းပဲအနေရှိချက်တုံးကြီးကျုံလို့မျောဓမ္မတို့ပြင်းလို့ကျုံနေမယ်ဆိုရင်လည်းပဲပြန်သဘုတ်တရားနဲ့တူတဲ့နေမချမ်းသာကိုရနိုင်တယ်လို့သဘုတ်ပဲဒီပဲဆိုတာဘာပြောတာလို့နော်ဟိုပဲဆိုတာအဲ့ဒါအပြင်းအာရဏ၆ဆောက် တွေ့ရတဲ့အကြောင်းလေးအတန်လေးအနတ်လေးအရာလေးနဲ့ပတ်သက်ပြီးတော့ဇာကတော်သားပစုံတရားဖြစ်ခဲ့ခြင်းအဲ့ဒါဟုဘကံကိုတင်နေတယ်။ဒီဘက်ဆိုတာမျက်စိနာနာလေးအကိုစိတ်ကိုပြောတာ။ဒီမျက်စိနာနာလေးအကိုစိတ်ဆိုတဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့ဇာကတော်သားမောဟဖြစ်ခဲ့ခြင်းလို့ရှိရင်ဒါဒီဘကံမှာတင်နေပေါ့။အသေးစိတ်ကိုရင်တော့မပြောပါဘူးနော်။ပေးတယ်တော့အာရုံနာလေးပြီးသားဟုတ်လား။ ရည်လည်မှနစ်တယ်ဆိုတာပါလို့ရတယ်ဆိုတော့အနန္တရာကအလုံးစားတွေများနေတာအဲဆိုရင်ဒီပဲဒီအခိုက်အတန့်မှာကိုယ်ဟာရည်လည်နေရတဲ့အနေအထားမှာရှိတယ်အဲ့ဒီအခိုက်အတန့်မှာပြန်လည်မှုတရားဆိုတဲ့နေပါဘူးမြောင်းနိုင်ကျုံးမှာတင်နေဆိုတာပါပြောတာလို့မမာနတွေအကြီးတော်ပြောတယ်နော်အထင်လုံးနဲ့ကိုယ့်အကိုဟုတ်လာပြီလို့ကျင်းနေတာအဲ့ဒါလည်းနေပါဘူးမရခြင်းရဲ့အကြောင်း ။ဟိုဘက်ဒီဘက်ရေလက်ချက်နဲ့ကြုံးချက်မတင်လူလူမဆယ်နှစ်မဆယ်လေး။လူမှုကြီးတွေများနေတာ။မြင်းတဲ့ပဝန်းကျင်တော်ကလူတွေအကြောင်းပဲခေါင်းထဲမှာရှိနေတာ။ပေါင်းတဲ့နေများနေတာ။ဒါကတော့လူဆယ်ခံရတာ။နတ်ဆယ်လေးဆိုတာမှပြောရမယ်။နတ်ဆယ်လေးဆိုတာကကိုယ်ဒီမှာအချင်းမြတ်ကိုကျင့်တော့ကျင့်နေတယ်ခေါင်းနဲ့အလုပ်ကိုလုပ်နေတယ်လုပ်တော့လုပ်နေတယ်သို့တော့ရည်ရွယ်ချက်ကပါလဲဆိုတော့တော့နတ်ကြီးလောကကိုရောက်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီမြင့်မြတ်တဲ့အကျင့်ကိုကျင့်တဲ့ကောင်းတဲ့အလုပ်တွေကိုလုပ်တယ်ဆိုရင်သူကလက်ဆက်ခံရမှာလေကိုယ်လည်းပဲအိမ်မှာရှာတာရဖို့အတွက်အနောက်ရှက်တစ်ခုဝဲဝဲမမြုပ်ဝဲမှာမြုပ်တယ်ဆိုတာမပြောရအောင်ဆိုတော့တော့ကာမဂုဏ်အာယုန်ရဲ့ပုံမှာအစိတ်ဝင်စားမှုတွေများပြီးဒီကာမကိစ္စပဲကိုယ့်ရဲ့ကောင်းထဲမှာရှိနေမယ်ဆိုရင်သူလည်းပဲအဲ့ဒါကိုတရားကိုမရောက်နိုင်ဘူးအလိုရှိတဲ့အာယုန်နဲ့ပတ်သက်ပြီးတော့တဝဲလည်းဖြစ်နေတာ အဲ့ဒါဝဲစုခံရတော့အတွင်းကပုတ်ပြီးတော့မြုပ်သွားတယ်ရေတွေဝင်ပြီးတော့တစ်တုံးကြီးဆွေးပြီးတော့ပုတ်သွားတယ်ဆိုတာကိုချင်းတိလာပြက်စီးတာကိုပြောတာသတိလာပြက်တယ်ဆိုတာအတွင်းပုတ်တာသူကတော့အကြီးဆုံးအမြေရဲ့လို့ဆိုနိုင်ပါတယ်အဲ့တော့ဒီတော့အဲ့ဒီသုံးတော်မှာဥပက္ခံဆိုတာအပြင်အာယတနာ6ပါးဒီဝက္ခံဆိုတာအတွင်းအာယတနာ6ပါးအဲ့တော့ဒီမှာဘာလို့ကိုကြီးတို့တွေလဲ အဲ့လိုအပြင်နဲ့အတွင်းကိုမညီပဲနဲ့အလဲကလမ်းကြောင်းတက်တယ်လေသွားနိုင်မှာနိဗ္ဗာန်ဆိုတဲ့ပင်လယ်ကိုယ်တည်းစီကိုတောင်းနိုင်တယ်ပေါ့တော့ဘုကမှညီတယ်ဒီဘက်မှညီတယ်ဒီလိုတရားမှညီနေတယ်ဆိုလို့ရှိရင်တော့ဖြစ်နေတာကမ်းပေါ်မှာတင်းနေတာပေါ့ကမ်းဆိုတာကတော့ဖယ်လို့မရဘူးအမြင်ကြောင်းကြောင်းမှာဘုဘကန်းဒီဘကန်းဆိုတာရှိနေတာပဲလေ အဲ့လိုဘဝရဲ့လိုဖြစ်လာလို့ရှိရင်ဉာဏ်နာနာတရားကိုသိဆိုတဲ့ဒီဘက်ကလည်းရှိနေမှာပဲအာယုံနေဆိုတဲ့ဟိုဘက်ကလည်းရှိနေမှာပဲသူတို့ပြည့်ပြင်လို့မရဘူးသူတို့ဖယ်လို့မရဘူးကိုယ်ကဘယ်လိုကြိုးစားမှာဆိုတော့မတင်အောင်လည်းကြိုးစားရမှာဟုတ်တယ်မဟုတ်လားတင်တာမတင်တာကအရေးပါတဲ့ကိစ္စကိုယ်ဘက်ကဒီဘက်ကရှိနေတာမရှိနေတာကအပင်ကတို့တရားကိုရောက်ဖို့အတွက်သူကရှိနေမှာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုကိုယ်ဘက်မှာလုပ်လို့မရဘူးတော့ဘာလို့မှာဆိုတော့မတင်အောင်